ဆုံးတဲ့စေဝေတင်ကပစ္စည်းလေးပါသူနိုင်ကြတော့တဲ့ကိုရှိကောင်ကတို့လိုယခုပြောမှာပေါ်တဲ့နဲ့တောင်းရင်တော်နေမှာတော်နဲ့ပြီးတော့နေနေရတဲ့တော်သူတောင်းသားနေတောင်းရနေလို့ဘယ်မှာဖို့ဘဝနဲ့မြန်မာနိုင်ငံမှာနေနေရတဲ့နာတို့လိုပဲပုံသက်ပါတာအမြဲဝင်ဖြစ်ဘူးလားရှိတယ်နော်တို့ကတော့ရန်ကုန်မြို့မှာချမ်းသာတာတန်ရရလို့ပဲတို့တော်ရွာနေမှာလည်း ရှိတာပဲလေစဉ်းစဉ်းရဲတဲ့ဘုရားမှာရှိတာပဲအဲ့ဒါကိုဘုံတော်ကြီးဥတီနာဆိုတာကြားလို့ညာနာမဖြစ်လို့လေသမုခံပါအဲ့တော့ဘုံတော်ကြီးဥတီနာကချွေကျင်မြို့သခွင်းတိုင်းတောင်းတောင်းတဲ့အချိန်မှာချွေကျင်ကိုဘတ်တော်ကိုဆိုတာပြင်းရင်လေးပေါ့နော်ဘုရားဘာသာပြင်းပြင်းများတယ်အခုတော့မပြောဆုံးပေါ့အဲ့တော့ပြင်းရင်တကငါးခုကနေပြီးဆရာတော်ကိုဒါပြီးတော့ အဲ့တော့ဆရာတော်ဘာတရားကြီးကြည့်ပြင်တရားကြီးဆိုတော့တော့ဝိတော်သာတော်နေပေါ့လေအဲ့ဒါလေးမြင်တော့ကြာတရားကြီးကိုတရားကြီးကိုစီမှာချမ်းသာမှုပေါ်တလားဆင်းရဲမှုပေါ်တလားနေတို့လည်းယခုနိုင်ငံတပတ်တွေမှာရှိတဲ့ယောဂီတွေနေရတို့မြင်ထားတွေ့ထားခဲ့တဲ့ပုဂ္ဂိုလ်တွေလူပုဂ္ဂိုလ်တွေအားလုံးကချမ်းသာမှုတွေပေါ်တလားဆင်းရဲမှုတွေပေါ်တလားဆင်းရဲမှုတွေပေါ်ပါဟုတ်ကဲ့ဆင်းရဲမှုတွေပေါ် ဒါဆိုအဲ့နေရာမှာဆင်းရဲသူတွေပေါ်တဲ့နေရာမှာရောဘူးမရောဘူးလား။ချမ်းသာသူတွေပေါ်တဲ့နေရာမှာဘူးမရောဘူးလား။မိုးရွာတော့ရေရရရင်မတူဘူးလား။တူတယ်နော်။အဲ့တော့ဆင်းရဲတဲ့သူလည်းမိုးတွေရွာတယ်။ချမ်းသာတဲ့သူတွေမြင်တော့မိုးတွေရွာရဲ့သားနဲ့ရေဒီမိုးတွေပြေစုံနေပါရဲ့နဲ့မိုးရွာဖြစ်ရေချင်းကောင်းနေတာနဲ့ကိုယ်တိုင်းတောက်ရပေါ်တိုင်းသုံးရပေါ်တိုင်းရေချိုးရအကုန်လုံးကောင်းနေပါရဲ့နဲ့ ဒီလိုရေပေါင်းလေးတွေပြွေးရပြီးမှပြလို့ဆင်းရဲကြမှာနေမှပြလို့ဆင်းရဲကြမှာနေအဲ့ဒီလက်ကားရတဲ့ရေပေါင်းလေးကိုရေစိကလေးစစ်ပြီးတော့ဖက်ကလေးမှဖြဲ့လက်စွာပြားရှင်ကိုတူလို့မရဘူးလားရတယ်ချောင်းလေးအဲ့တော့ကတခါရတဲ့လူပဲတင်တို့ရွာတွေမှာမိုးရေရေကောင်းတဲ့အားဖြင့်ဆင်းရဲလူရောအများကြီးစမ်းသာလိုက်ပါငယ်ငယ်လေးဒီပါလို့ပါအဲ့တော့တင်တို့ဆင်းရဲတယ်ဆိုတာ အမှန်ကအလကားရတဲ့ဘိုးရေကန်ရေကျောင်းရေချောင်းရေကိုစစ်ဆေးပြီးတော့သစ္စာပြဆိုတဲ့တတိယအခွတ်တော်ကတူပါ